ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာ။မနေ့ညပြီးသွားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်ပေါ့ဗျာ။ဒီအားလုံးသိကြတဲ့အတိုင်းပုံမောင်းနဲ့မန်ချက်စတာယူနိုက်တက်တဲ့ပွဲစဉ်ပေါ့။ပွဲစဉ်ကတော့ကျွန်တော်ပွဲကြိုမှခံမှတ်ထားတဲ့အတိုင်းအာဒီရလက်ထွက်သွားကြတယ်ပေါ့ဗျာ။ကျွန်တော်ပွဲကြိုမှပြောထားလားယူနိုက်တက်နေနဲ့ရှုံသွမှုဒီတော့ရအောင်မနေ့ကံပြောထားလေ။တကယ်လည်းဟုတ်တာဗျာ။ဒီတော့မှမနေ့ကံလေ။အင်းဒါပါတော့ ဘွတ်ထွက်လူစည်းကျွန်တော်ရင်းဆုံးပြောရမယ်ဆိုရင်ဘွတ်ထွက်လူစည်းမှာ United ဘက်ကတော်တော်လေးလိုအားသင့်စရာကောင်းအာပထမလိုင်းရဲ့7ယောက်နေပါထုတ်လာတယ်ဗျာဒီယူပါလီအရေးကြီးတဲ့ပွဲစတန်ကြရှိတယ်ဒီပွဲပြီးအလောင်းမာနီပြာအာ7ယောက်လုံးဒီကလူလေးရဲ့ပွဲထုတ်လာတယ်တန်နောက်ပိုင်းမှာတော့လူစားလက်ရပါညာရှိတာပေါ့ဗျာပုံမှန်သင်ရပဲ ပထမဦးဆုံးဦးဆောင်ကိုရပါတယ်ဦးဆောင်ကိုပထမပိုင်းမှာပဲဇောစီးဒီမှာပဲတကူတွန်းလိုက်တယ်နောက်မှ United အတွက်အာချီပါကိုကတော့ဘွယ်ပီကန်နီမိနစ်ကိုဇက်ပြီလို့အချိန်ပိုရောက်မှာပဲတွန်းနေတာဒါရမဥပဒေအရလည်းဘုံဘုံတော့လည်းလူတယောက်ထုတ်ထန်ရလည်းပါတော့ဗျာအဲဒါကြောင့်မို့ချီပါကိုတွန်းနေတာမဟုတ်ရင်ဒီရဖို့တော့မလိုဘူးဒီချင်းနဲ့အင်းနောက်တဲ့တပွဲကတော့ ယူပါဠိပွဲယူပါဠိဒရမရှိအတွက်ဒီပွဲအရောက်ကြီးရင်မကြည့်ပါဘူးကျွန်တော်ပြောသလိုပဲဆွေးနေဒီတော့ရခဲ့တယ်ပေါ့လေဒီရတာမစိုးဘူးပေါ့နောက်ထပ်ယူပါဠိပွဲမှာထပ်တွေ့ကြတာပေါ့ဗျာဟုတ်ဒီပွဲကတော့တစ်ဖက်တစ်ခုစီတေးကြသွားတယ်ဘုံမောင်းနဲ့ United တို့ပွဲစဉ်ဟုတ်ရက်ကြီးစုပေးကြအားလုံးကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာထပ်ဆောင်ကြပါ